လမ်းပင်းစီပီဝန်တန်းဖြစ်သေးဥဆောင်ရမှာဥပဖြစ်နေရဆိုပြီးဝေဖန်ခံရတဲ့မြင့်မြတ်ပရိသတ်များလုံးမင်္ဂလာပါရှင့်ရောက်ကမီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုနှစ်ဘိုးတော်ကင်ယုံရှင်ဇက်ကားကြီးနဲ့အကယ်ဒမီဆုလွဲချော်ခဲ့တဲ့မင်းသားမြင့်မြတ်ကတော့နောက်နှစ်မှာမြေစာယုံရှင်ဇက်ကားနဲ့အကယ်ဒမီဆုကျင်းတဲ့ရလိမ့်မယ်ဆိုတဲ့ကမန်းချက်တွေထွက်ပေါ်လာနေပါတယ်ဒါပေမဲ့တချို့ကတော့ဥပဖြစ်နေရဆိုပြီးပြောကြပါတယ် အစောပိုင်းမှာတော့လူတွေကမြင်းမြတ်ဆိုရင်ဟာတာကားတွေရိုက်တဲ့ပုံမင်းသားလို့ပြောကြပါတယ်။ဒါပေမဲ့မင်းသားမြင်းမြတ်ကအခုနောက်ပိုင်းနှစ်တွေမှာတော့သူရဲ့တယောက်ဆောင်အနုပညာအီးရချင်းတွေကိုပြသခွင့်ရမယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေကိုဇာတ်တိုက်တယောက်ဆောင်နေရာတွေ့ရပါတယ်။အခုမင်းသမီးအေးမြတ်သူတန်တာငိမ့်ဖုံးမင်းနေလာနဲ့အတူမင်းသားမြင်းမြတ်ပါဝင်တဲ့မြေစာရုပ်ရှင်ဇာတ်ကားမှာတော့ မြင်းမြတ်ကတော်ယုံတန်ယုံမင်းသားတွေတယုံမဆောင်နိုင်တဲ့အောက်ခြေအခြေခံလူဒန်းစားကာရက်တာတစ်ခုကိုအပိုင်နိုင်ဆုံးတယုံဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေအလုံးကတော့ချီးကျူးကြပါတယ်။မြင်းမြတ်ကမြေဆောင်ရုပ်ရှင်ဇာတ်ကားထဲမှာစီပင်အမိုက်သိန်းဝန်ထမ်းဖြစ်တယုံဆောင်ခဲ့တာဖြစ်ပါတယ်။ မြေစာရုပ်ရှင်ဇာတ်ကားကြီးကတော့မြန်မာနိုင်ငံရဲ့အောက်ခြေအခြေခံလူဒန်းစာစင်ရဲသမားတွေရဲ့ဘဝဖြစ်ရပ်ကိုအကောင်ဆုံးပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတကားဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်မြေစာရုပ်ရှင်ဇာတ်ကားကြီးဟာမိသားစုဒရမာတရုပ်ဖော်ဇာတ်လမ်းဖြစ်တယ်လို့လည်းသိရပါတယ်။မြင်းမြက်ကတော့အဆိုပါဇာတ်ကားကြီးမှာစီပင်အမိုက်သိန်းဝန်ထမ်းအဖြစ်တရုပ်ဆောင်ထားတာဖြစ်ပြီးအမှန်တကယ်အပြင်ဘဝကစီပင်အမိုက်သိန်းဝန်ထမ်းနဲ့တူအောင်တတိယနဲ့တရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုတရုပ်ဆောင်နိုင်တာကြောင့်လည်းမြင်းမြက်ကိုပရိသတ်တွေအားလုံးကတော့ချီးကျူးကြရပါတယ်။ မြန်မြန်ကဒီလိုစီမင်းဝန်တန်းအမိုက်သိန်းဝန်တန်းအဖြစ်အကောင်ဆုံးတရုတ်ဆောင်နိုင်ရဲ့အကြောင်းရင်းကိုလည်းအခုလိုပြောပြလာခဲ့ပါတယ်တရုတ်ဆောင်မြန်မြန်ကစီပင်ဝင်တန်းဆက်ရုပ်ကိုပြည်ပြန်စွာတရုတ်ဆောင်နိုင်ဖို့အတွက်အမှန်တကယ်အပြင်ကစီပင်တန်ရှင်ဝင်တန်းအမျိုးသားတရားကားပေါ်ကနေလှမ်းတွေ့ပြီးတော့ဓာတ်ပုံရိုက်ထားပြီးမှသူ့ရဲ့ပုံပန်းတရံပုံစံအတိုင်းလိုက်လံပြီးတော့ပြောင်းလဲခဲ့တယ်လို့ဆိုပါတယ် အထူးသဖြင့်တော့အပြင်ကစီပင်တန်ရှင်းဝန်ထမ်းအမျိုးသားရဲ့အသားအရေးအဝတ်အစားပုံစံစရာတွေကိုလိုက်လံတူပါပြီးတော့တရုတ်ဆောင်ခဲ့တယ်လို့ပြောခဲ့ရပါဒီလိုမျိုးမြင်မြန်ကအပြင်လောကကဇယုတ်ကာရက်တာအတိုင်းတရုတ်ဆောင်နိုင်ခဲ့ရကြောင်းလည်းရှူတင်ရိုက်ခွင်းတော့ကဆိုရင်ပြည်သက်တွေကမြင်မြတ်ကိုမှတ်တောင်မမှတ်မိကြဘူးလို့ မြန်မြန်ကမြေဆိုင်ရုံးရှင်ရိုက်ကွင်းပေါ်ကအမတ်တရားတွေကိုပြန်ပြောင်းပြောပြခဲ့ပါတယ်။မြေဆိုင်ရုံးရှင်ဇာကားကြီးကိုမြောက်တကုံနားကအမိုက်ပုံမှာရိုက်ကူးခဲ့တာဖြစ်ပြီးလာကြီးရဲ့လူတွေကအမိုက်ပုံအမိုက်ကားတွေနဲ့စီပင်ဝင်တန်းတွေကိုဗီဒီယိုလိုက်ရိုင်းနေရလို့ပဲထင်ခဲ့ကြပြီးတော့မြင့်မြတ်ပါတယ်ဆိုတဲ့ရိုက်ကွင်းမန်းတောင်မသိကြဘူးလို့ဆိုပါတယ်။ အထူးသဖြင့်တောင်မန်စီပင်အမိုက်သိန်းဝန်ထမ်းတွေကိုဗီဒီယိုရိုက်နေရလို့ပဲထင်တာဖြစ်ပြီးမြက်မြက်ကိုပြည်သက်တွေကမမှန်မိကြတာပါနောက်ဆုံးမြက်မြက်ကရှုတင်လာပြီးရိုက်ကွင်းမှာထိုင်တော့မှသာဘေးကမိတ်ကဆရာတွေကိုကြည့်ပြီးတော့ပြည်သက်တွေကသတိထားမိခဲ့ကြတယ်လို့ဆိုပါတယ်ဒီလိုမျိုးလူတွေမမှန်မိနိုင်လောက်တဲ့အထိတရုတ်ဆောင်နိုင်ခဲ့တဲ့မြက်မြက်ကိုပြည်သက်တွေနဲ့အနုပညာရှင်အတိုင်းဝိုင်းတစ်ခုလုံးကချီးကျူးကြပါတယ်ဒီလိုချီးကျူးခံရတာကမြက်မြက်ရဲ့အနုပညာအရေးအသွေးနဲ့တဘာဝကြမှုတွေကြောင့်လို့ဆိုရမှာပါဒါပေမဲ့တချို့ပြည်သက်တွေကတော့မြေစာရုံး ချင်ဇက်ကားထဲမှာမြက်မြက်ရဲ့တရုတ်ဆောင်ပုံတွေကအနှဲငယ်ဥပါဖြစ်ပြီးတော့စီမင်းဝန်ထမ်းနဲ့မတူပဲဇွန်ဘီဖောက်ကောင်တွေနဲ့တူတယ်ဆိုပြီးဝေဖန်မှုတွေရှိနေပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြေစာရုပ်ရှင်ဇက်ကားထဲမှာတဘာဝမင်းသားကြီးမြင်းမြတ်ရဲ့အပြင်အစင်နဲ့ item တွေကအိုပါဖြစ်နေလားဆိုတာပြောသားခဲ့ပါအောင်ရှင်အစောင်းနေ့ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်